ဒီနေ့တော့ Microsoft PowerPoint ကိုအသုံးပြုပြီးတော့ screen recording ပြုလုပ်တဲ့ပုံစံလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ of Microsoft PowerPoint မှာ screen recording ဆိုရဲ special feature လေးက2016 version ကစပြီးတော့ built-in အနေနဲ့ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ဒီ feature လေးကိုအသုံးပြုပြီးတော့ကိုယ့်ရဲ့ computer screen ရဲ့လှုပ်ရှားမှုတွေကိုရော audio ကိုရော recording ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။ ပြီးပြီဆိုလို့ရှိရင်ဒီ recording လေးကို PowerPoint ရဲ့ slide ထဲမှာထည့်သွင်းပြီးတော့အသုံးပြုတာမျိုးပဲဖြစ်ဖြစ်ဒီ recording လေးကို video file တစ်ခုအနေနဲ့တီးတန့်သိမ်းဆည်းရမျိုးပဲဖြစ်ဖြစ်ပြုလုပ်လို့ရပါတယ်အဲ့တော့ဒါတွေအားလုံးက Microsoft PowerPoint ထဲမှာပဲပြုလုပ်သွားမှာဖြစ်ပါတယ်အခုဆိုရင် example အနေနဲ့ဒီ slide ထဲမှာ excel ရဲ့ alien function အသုံးပြုရတဲ့ပုံစံကိုရှင်းပြဖို့အတွက် အိတ်ဆဲမှာအလုပ်လုပ်တဲ့ပုံစံကို screen recording လုပ်ပြီးတော့မှအဲ့ဒီ recording လေးကိုဒီ slide ထဲမှာထည့်သွင်းပြီးတော့ပြသကြည့်ပါမယ်။အဲ့တော့ဒီလိုပုံစံမျိုးလုပ်ဖို့အတွက်ဆိုလို့ရှိရင်အိတ်ဆဲကို screen recording စလုပ်ဖို့အတွက် insert tab ထဲကမှ screen recording ဆိုတဲ့ feature လေးကိုပြင်နေရပါမယ်။ ပြပြဆိုလို့ရှိရင်တော့ကို အသုံးပြုမဲ့ file လေးကိုအခုလိုမျိုးလေးဖွင့်လိုက်မယ်အဲ့တော့ဒါက excel file လေးကို screen recording ဖတ်ချင်တာဖြစ်တယ်အဲ့တော့ screen recording feature လေးကိုနှိပ်လိုက်တာနဲ့သူဒီ screen ရဲ့အပေါ်နာမှာအခုလိုမျိုးလေး control tag ကိုမြင်ရမှာဖြစ်တယ်ဒီ control tag မှာဆိုလို့ရှိရင် ကိုက recording လုပ်တဲ့အချိန်မှာ audio ကို recording လုပ်ချင်တယ်ဆိုရင်အခုလိုပုံစံတိုင်း audio မှာလည်း on ထားမှာဖြစ်တယ် pointer ကိုလည်း record လုပ်စေချင်တယ်ဆိုလို့ရှင် record pointer မှာလည်း on ပေးထားမယ်နောက်တစ်ခုကကြတော့ကိုကကိုယ့်ရဲ့ screen ရဲ့ bay area ကိုပဲ record လုပ်ချင်တာလေကို record လုပ်ချင်တဲ့ area ကိုလည်း select area လေးကိုအသုံးပြုပြီးတော့လည်းအခုလိုသတ်မှတ်ပေးလို့ရပါတယ် အားလုံးပြီးသွားပြီဆိုရင်တော့စပြီးတော့မှ record လုပ်ဖို့အတွက် record button လေးကိုနှိပ်လိုက်မယ်။ So once ဆိုစပြီးတော့သူ record လုပ်ပါပြီ တော့ဒီမှာဆိုလို့ရှိရင် alien function လေးရှိပါတယ် alien function ဒီ text string နဲ့မှာရှိရဲ character အရေးအတွက်ကိုသူကရေးတွက်ပေးมาဖြစ်ပါတယ်အဲ့တော့ alien function လေးကိုအသုံးပြုဖို့အတွက်ဆိုရင်ညီမချင်း alien ပြီးရင် text string လေးကို point out ပြောအခုလိုမျိုး formula ပုံစံတိုင်းလေးရေးရင်သူဒီသူအသုံးပြုထားတဲ့ character အရေးအတွက်လေးကိုဒီလိုမျိုးလေးပြပေးมาဖြစ်ပါတယ် တော့ဒါဆိုလို့ရှိရင် Acer မှာ recording လောက်တာလေးပြီးသွားပြီ။ recording လောက်တာလေးပြီးသွားပြီဖြစ်တဲ့အတွက်ကိုက disk screen recording လောက်တာလေးကိုရက်ချင်တယ်။ဒါဆိုရင်မပါလောက်ကမယ်ဆို screen ရဲ့အပေါ်နာလေးကို point ထားမယ်။ပြီးပြီဆိုတာနဲ့ stop button လေးကိုကလစ်နိုင်မယ်ပဲ။ဒါဆိုရင်ကို screen recording လုပ်ထားတာလေးဒီ slide ထဲမှာအခုလိုမျိုး video လေးတစ်ခုအနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ slide ထဲမှာပဲကိုယ့်ရဲ့ recording video လေးကို play လုပ်ပြီးတော့ကြည့်မယ်ဆိုရင်လည်းရပါတယ်။ 1ဆိုစပြီးတော့သူ record လုပ်ပါပြီ။တော့ဒီမှာဆိုလို့ရှိရင် alien function လေးရှိပါတယ်။ alien pattern လေးကိုလည်းဒါဆိုလို့ရှိရင်ဒီ screen recording လောက်ထားတာလေးဒီ52 second ရှိတယ်။အတော့နောက်ခုကဘာထပ်လုပ်လို့ရသေးလဲဆိုတော့ဒီ recording လေးကအခုဆိုရင်52 second မှာစုံထားရပေါ့နော်။ကိုကသူ့ကို52 second နဲ့မစုံချင်ဘူး။အာ second နည်းနည်း short လိုက်ချင်တယ်ပေါ့နော်။ဥပမာ30 second လောက်နဲ့ဖြတ်လိုက်ချင်တယ်။အဲ့လိုမျိုး ဗီဒီယိုရဲ့ duration ကိုပြင်ကျင်နေဆိုရင်ဘယ်မလို့ပြင်လို့ရသေးလဲဆိုတော့ playback ဆိုတဲ့ tab ထဲက train video ကနေမှာဗီဒီယိုရဲ့ duration ကိုပြင်လို့ရပါတယ် start time နဲ့မှာကိုစကျင်တဲ့ second ကိုထည့်လို့ရမယ်ပြီးရင် end time နဲ့မှာဆိုလို့ရှိရင်ကိုဆုံးကျင်တဲ့ second ကိုဒီမှာလာပြီးတော့ရိုက်ထည့်လို့ရပါတယ်အဲ့တော့ start time ကို 3 second လောက်နဲ့စလိုက်မယ်ပြီးရင် end time ကိုတော့30 second လောက်နဲ့ဆုံးကြည့်လိုက်မယ်ပြီးရင် okay နိုင်လိုက်မယ်ဒါဆိုရင် play လုပ်ကြည့်မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် alien function လေးရှိပါတယ် alien function recording okay ဒါဆိုလို့ရှိရင်အခုလိုမျိုး trim လုပ်မယ်ဆိုရင်လည်းလုပ်လို့ရပါတယ်အဲ့တော့ powerpoint slide ထဲမှာပဲအခုလိုမျိုးလေးတင်စီပြီးတော့ပြသမယ်ဆိုရင်လည်းပြသလို့ရတယ်လို့ ဒီ recording လုပ်ထားတာလေးကို အပြင်ကို video file တစ်ခုအနေနဲ့တင်ကျင်နေဆိုလို့ရှိရင်လည်းအပြင်ကို export လုပ်လို့ရပါတယ်အဲ့တော့ဘယ်လို export လုပ်မလဲဆိုတော့ recording file လေး edit ဖြစ်နေတဲ့အချိန်မှာ record tab ထဲကမှ export to video ဆိုတာလေးကနေမှာဒီ recording လေးကို export လုပ်လိုက်လို့ရပါတယ်အဲ့တော့ export လုပ်လိုက်ပြီးဆိုလို့ရှိရင်ဒီအပြင်မှာအခုလိုမျိုးဗီဒီယိုဖိုင်လေးတစ်ခုအနေနဲ့တည်တံ့မြင်ရမှာပဲဖြစ်ပါတယ် โอเคဒါဆိုသူစပြီးတော့ recording စလုပ်နေပါပြီဒါဆိုရင် solution เนาะမိများချင်း LAN ဒီဆိုရင် just အဲ့တော့ဒါက export လုပ်တဲ့ပုံစံလေးပါအဲ့တော့ဒါဒီ screen recording feature လေးကိုအသုံးပြုပြီးတော့မှအလုပ်လုပ်သွားတဲ့ပုံစံလေးပဲဖြစ်ပါတယ်